အားလုံးပဲမင်္ဂလာပါရှင် housewife direction နဲ့လေးရနေပြန်လဲကြိုဆိုလိုက်ပါရစေဒီနေ့ဤမောမျှဝေခြင်းနဲ့အကြောင်းအရာလေးကတော့မောင်းငါချက်နီးလေးပဲဖြစ်ပါတယ်အမောင်းငါချက်နီးတွေကအမျိုးမျိုးရှိကြရပေါ့နော်သူ့နေရာဒေသအလိုက်အမျိုးမျိုးရှိကြတယ်ပြီးတော့ရင် line ပေါ်မှာလည်းမောင်းငါချက်နီးတွေကို sharing လုပ်တဲ့သူတွေလည်းအများကြီးရှိပါတယ်အဲဒီနေ့မှာတော့ဤမောင်းငါဒီမောင်းငါချက်နီးလေးမမျှဝေခြင်းပြောခြင်းနဲ့အကြောင်းအရာလေးကတော့ပေါ့နော်ဤမုံတို့မိယာကိုယ်တိုင်မောင်းငါချက်ပြီးတော့ရောင်းခဲ့တာပါမောင်းငါကိုနှစ်ရှီလာများရောင်းခဲ့တာပေါ့နော်အဲ့အတွက်ကြောင့်မို့လို့ဤမုံကအမေချက်ခဲ့တဲ့နီးလေးကိုဝေးမြခြင်းလို့ပါ မောင်းငါချက်တာပေါ့နော်ပရိုစီဂျာတွေရမ်းများတယ်များရတဲ့အတွက်ကြောင့်မို့လို့ဤမို့လို့လိုအပ်မဲ့အဆင့်လေးတွေကိုအများကြီးလောက်ရတယ်ပေါ့နော်အဲ့တော့ပထမဆုံးကဘာလဲဆိုတော့ကလဘဲကိုရေစိမ်းထားမယ်ရေစိမ်းပြီးတော့နူးနေအောင်ပြုတ်ရမယ်ဘာလို့လဲဆိုတော့ဒါအချိန်ယူရတဲ့အတွက်ကြောင့်မို့လို့ဒီလိုရှင်ကဲလောက်ရမှာပေါ့နော်ဒီမှာအိမ်မောင်ကချက်တဲ့နေရာမှာအိမ်မတို့ဒါချက်စားတာတပိတ်တခွဲလောက်ပေါ့နော်တပိတ်တခွဲလောက်ကိုအိမ်မဒါမှန်းပြီးတော့ပဲ ingredient လေးတွေကိုထည့်ပြသွားတယ်ပေါ့နော်ဒီထဲမှာဆိုရင်အဲကလဘဲဆိုလို့ရှင်လဲလက်နှစ်ဆုပ်စာလောက်ပဲအိမ်မသုံးရပါတယ် ီးရင်တော့အဓိကအရေးကြီးတာတော့ဂျင်းစတုံပြူဇပလင်ပဲဖြစ်ပါတယ်။အဲအီမွန်ဒီမှာထည့်ထားတဲ့ပမာဏဒါဆိုလို့ရှိရင်တပိတ်သက်ခွဲအတွက်လုံးဝကိုလုံလောက်ပါတယ်နော်။မုံငါနဲ့စားဖို့အတွက်အီမွန်ကဘေးရကြော်ကြော်မယ်ပေါ့နော်အဲ့တော့ကြောင့်မလို့မှုေးဘေးရကြော်တို့လေးကိုပဲအီမွန် တုံးလိုက်ပါတယ်ဒီပြာကြော်ကြီးမှတော်တော်ကြိုက်ပါတယ်နော်ဒါကြော်ညာတာမဟုတ်ပါဘူးတကယ်ကြိုက်လို့တကယ်ပြောပြတာပါအဲ့တော့ဒီမှာရေလေးနည်းငယ်ထည့်မယ်စားလေးနည်းနည်းထည့်ပြီးတော့မှွေပြီးတော့ပေါ့နော်နှက်ထားလိုက်မယ်ဒါနိုင်ဝက်လောက်နှံ့ရင်ကိုစားလို့ရတယ်ပေါ့နော်နိုင်ဝက်လောက်နှံ့ရင်ကိုတော်တော်လေးကိုကြော်လို့ကောင်းပါတယ်ရေတွေကိုလည်းရွှဲနေအောင်ထည့်ပြရမလို့အရန်နည်းအောင်လည်းထည့်လို့မရဘူးပေါ့နော်အရန်နည်းအောင်ထည့်လို့ရှိရင်မပွတ်တော့ဘူးပေါ့နော်အဲအခုဘုရားကြော်ရဲကိုထည့်ဖို့အတွက်အီမွန်ပြင်တော်သိမ်းလေးလည်းခုလိုက်အောင်မယ်နော်ဒါအီမွန်ရဲ့အီနောက်ဖေးလေးမှာပြင်တော်သိမ်းမင်းလေးတွေစိုက်ထားတော့အရိယာပဲ ်ခူးလိုက်ပါတယ်ရပါမယ် ီနေ့မွန်းကားကိုချက်မှာကတော့ငချင်းနဲ့ပါအမေကျောင်းတော့ကတော့ငမြချင်းနဲ့ပဲရောင်းခဲ့ရပေါ့နော်အများအနေရောင်းတာဖြစ်တဲ့အတွက်ကြောင့်ငချင်းနဲ့ဆိုလို့ရှိရင်ကျတော့မကြိုက်တဲ့အတွက်ငမြချင်းနဲ့ပဲဒါပေမဲ့ကောင်းကောင်းချက်တက်လို့ရှိရင်ဘင်ကားဖြစ်ဖြစ်ကောင်းပါတယ်အဲတခြားအခုချက်နေတဲ့ဒီငခုတို့ဘာတို့နဲ့ချက်နိုင်ရင်တော့ပို့ပြီးတော့ကောင်းပါပေါ့နော်ဒီမို့ဒီမှာတော့ငချင်းလေးသုံးထားပါတယ်အဲငချင်း30သားဆိုလို့ရှိရင်တော့လုံးဝ အေးဆေးဆေးကိုဒီဟင်းကချိုးနေမှာပေါ့နော်ရောင်းတန်းဆိုရင်တော့20သားလောက်ပဲထည့်ရင်တော့မှအဆင်ပြေလောက်ပါတယ် မွေးငါးမှာအရေးကြီးဆုံးချက်တစ်ခုဦးမပြောပြပါမယ်။အဲ့ဒါကတော့ငံပြားကြီးပါ။ဦးမတို့အမေရောင်းတော့ဆိုလို့ရှိရင်သူကလေငံပြားကြီးကိုတိတိချာချာလေးကိုရွေးပြီးတော့ဝဲပါတယ်နော်။ပြားကြီးလို့သူအများနဲ့တို့ပြီးတော့မြည်ကြည့်တယ်။မြည်လို့ရှိရင်သူကလေတချို့ငံပြားကြီးတွေကကြတော့အလိုမေပြောလေထန်းချန်းချိုကြီးပေါ့နော်။ဒီလားဟိုအစားအသောက်တွေမှာချိုတဲ့ပုံစံမျိုးခလေးတွေမဟုတ်မှာချိုတဲ့အရသာမျိုးဆိုရင်သူမကြိုက်ဘူး။အရန်ငံတူးနေတဲ့ငံပြားကြီးဆိုရင်လည်းသူမတုံး။တဘာဝချိုလေးဆိုတာလေသူကစားလိုက်လို့ရှိရင်တိတာတယ်ပြင်အနံ့။အနံ့ကလည်းပေါ့နော်အလိုအောက်တူးတူးအနံ့ထွက် ွက်နေတာ ड़ी ဆိုလို့ရှင်လုံးဝမကောင်းပါဘူးအဲ့ငံပြားကြီးရဲ့တဘာဝအနှံ့လေးကလေမှုမှုလေးနဲ့အရန်ကိုကောင်းတယ်အဲ့လိုငံပြားကြီးရွေးဖို့လိုပါတယ်အဲ့တော့ဘလောက်ပဲချက်တက်ချက်တက်ဘလို ingredient နေပဲတက်တက်ဘင်ငါးပဲတုံးတုံးငံပြားကြီးကောင်းကောင်းမရွေးဘူးဆိုအဲ့ဒီမုံကမကောင်းပါဘူးเนาะဒီမုံကငါးပြုတ်တဲ့နေရာမှာငံပြားကြီးထည့်တယ်အဲစားကိုလည်းမြန်မြန်ထည့်တယ်ဘာလို့မြန်မြန်ထည့်လဲဆိုတော့ဟင်းရီအိုးထဲမှာစားကိုအစိမ့်တိုင်းထပ်မထည့်တော့ဘူးဒီမှာပဲဒီငါးငါးနဲ့ဒီငံပြားကြီးနဲ့ဟိုပဲတခါရဲ့အပီစီအငံရတာအတွက်ဒီတအိုးလုံးရဲ့အငံရတာအတွက်ကို အပီးအစီဒီမှာတခါရေပြုတ်ပါတယ်အဲ့တော့အရသာကိုစားငံပြရေးအချိုမုတ်ဆွနှွှဲမုတ်ဒီထဲမှာတခါရေအပီးစီထည့်ပြီးတော့ဒီငါးကိုချက်နေအောင်မှွေးနေအောင်ဒီမောငါပြုတ်ပါတယ်နော်အဲ့ငါးရဲကိုအီမွန်ဒီမှာဆပလင်လေးတစ်ချောင်းထည့်ပြီးတော့ပြုတ်လိုက်ပါမယ်ပို့ပြီးတော့မှုရအောင်လို့ပေါ့နော်ပြီးရင်တော့ဂျင်းရဲ့ချက်သွန်ပြူရဲ့ဆပလင်ရဲ့ကို ပပလီပြီးတော့ညက်နေအောင်ထောင်းလာပါမယ်ဒီခေတ်ကတော့အရန်လွယ်ပါတယ်ဘလန်ဒါရဲ့ထည့်ချိတ်လိုက်လို့ရရပေါ့ဒါကတော့ဤမောင်ကအမေကိုလည်းတတိရတဲ့အထိမ်းမှန်နေဤမောင်တို့ချက်ခဲ့တဲ့အတိုင်းပဲလုံးဝကိုအိုက်တဲ့ပုံစံနဲ့ပဲလိုက်လို့လိုက်ပါတယ်ပေါ့နော်ဘလင်လေးတွေကိုလုံးဝပပပပပပလီလှီချင်းလေးတွေပပပပလီပြီးတော့ခါကြတော့ငရုပ်စုံနဲ့ပဲညက်နေအောင်ပေါ့နော်လက်ညောင်းခံပြီးတော့ထောင်းခဲ့ရတာပေါ့နော် ောက်ထပ်ချက်ချက်ပြီးတော့ပါလဲဈေးပြင်းသူညက်ပြီဆိုတော့မှချင်းကိုထည့်ထောင်းမှတက်သွမြူလေးကိုတော့တက်တက်လေးထောင်းလိုက်မယ်ပေါ့နော်ရောထောင်းလိုက်ရတယ်ဒါပေမဲ့တက်တက်လေးထောင်းတာပိုကောင်းတာပေါ့ဘာဖြစ်လို့လဲဆိုတော့စီတက်တဲ့အချိန်မှာတက်သွမြူလေးကိုအရင်ထည့်လိုက်တော့ပိုမှွေးသွားတယ်လို့ထင်တယ်ပေါ့နော် ယ်ငါးပြုတ်ကလည်းချက်ပြီးအဲရေစိန်ထားတဲ့ပဲလေးကိုဦးမုံခူးစားပြုတ်ပြီးအဲပြင်းတော့တင်ရကလေးလေးမလှီးလိုက်အောင်မလှီးပြီးတော့ဒါကဘာလဲဆိုဘုရားကျော်လေးထည့်ဖို့ပေါ့နော်အဲ့တော့အဲ့ဒီအချိန်မှာဘာလေးလုပ်မလဲဆိုလို့ရှိရင်ငါပြောပင်လှီးထားမယ်အဲငါပြောပင်အကြတော့လေအမ်အခုဒီမှာပြတယ်လို့ပေါ့နော်ငါပြောပင်ပေါ်နေဆိုအဲ့အပေါ်ရန်အဖတ်တွေကိုခွာတာထုတ်လိုက်ပါအဲဆိုင်လေးမှာတော့ငါပြောပင်ရှားတာတို့ နောက်ပြီးတော့ကြာဝေရတာခတ်တာလို့အတွက်ကြောင့်မလို့ဒီအခုအပေါ်ရင်အခွန်လောက်ဆိုရင်တုံးလို့ရပါတယ်နော်တုံးလို့ရတယ်အိမ်မုံတို့အရင်တော့ဆိုရင်တော့အဲ့အဲထဲ့ဖို့ဆိုရင်နှစ်ဖက်သုံးဖက်လောက်ဆိုလို့ရှိရင်ကိုတုံးလို့ရပါတယ်အခုတော့ကိုကအိမ်မှာချက်စားမှဖြစ်တဲ့အတွက်အမှုရဲ့အဖက်လေးတွေပဲယူလိုက်တယ်ပေါ့နော်အဲ့ငပြောပင်ဆိုလို့ရှိရင်လည်းငပြောပင်အရင်ကိုပေါ့နော်ခုတ်လို့ရှိရင်အောက်မှာလည်းငပြောကောင်းဆိုတာရှိရငပြောရဲ့အမြင့်ပေါ့နော်အဲ့ဒီအတုံးဆိုအရင်ဆက်လို့ကောင်းတဲ့စီစီလေးနဲ့ပိန်းဥလို့ ကစုံဦးတို့လိုပဲအစားလိုကောင်းတယ်ပေါ့နော်အဲ့လိုမျိုးလေးတွေလည်းအမေကထက်တယ်ပြီးချက်တယ်အဲ့ဒီတချို့တွေဆိုအင်္ဂါပြောခေါင်းကိုပဲတောင်းစားရတဲ့သူတွေရှိရဲသူကစားလိုကောင်းတယ်လी နော်ငါပြောပြန်အလှီးပြန်တဲ့တခါလေးရီစိန်နှားလိုက်ပါမဟုတ်လို့ရှင် तू ကလေနဲ့ထိပြီးတော့မဲမဲကြီးဖြစ်တတ်တယ်အဲ့ဒီမှာတော့ငါပြောပြန်အမျိုးအစားမတူဆိုလို့ရှင်ပို့ပြီးတော့မဲမဲတူတူဖြစ်တယ်ပေါ့နော်တချို့ငါပြောပြန်ဆိုလို့ရှင်ဒီလိုရီစိန်နှားတော့မှမဲသွားတဲ့ဟာမျိုးတွေရှိတယ်အဲ့ခါကျတော့အမေတို့ကတော့သူတို့ကရွေးတတ်တယ်ဘာပင်ဘာပင်ပေါ့နော်အဲ့လိုရွေးချယ်ပြီးတော့သူတို့ကဝဲတယ်ရွေးချယ်ပြီးတော့ခုတ်တယ်ပေါ့နော်အိမ်မုံတို့ရောကတော့အဲ့တော့ငါပြောပြန်နေပေါ်တော့ခုတ်ခုတ်ပြီးပဲတုံးတော့ပေါ့နော်အဲ့လိုမျိုးဆိုတော့ မပြောပင်ဘူးတချို့ကြလည်းစနွှင်းစိန်နေအမုံတို့ကတော့မစိန်ခဲ့ပါဘူးရေနဲ့တန်းစိန်တာနဲ့ကိုမမဲပါဘူးအမေတို့ပဲအပင်ရွေးတာမှန်လို့လည်းဖြစ်ရင်ဖြစ်မှာပေါ့နော်အဲ့ပြီးရင်ငါးကိုနှွင်ပါမယ်ငါးကိုနှွင်တော့ဒီမှာအကောင်ကြီးကြီးလေးကိုရွေးရထားတဲ့အတွက်ကြောင့်မို့အယိုးကနှွင်ရတာအရန်လွယ်ပါတယ် မြေပဲတွေကိုပေါ့နော်အိမ်မုံကလှော်ထားလိုက်တယ်မြေပဲဆန်ကိုလှော်ပြီးတော့ကြတော့အခုလိုအေးခန့်အေးခန့်ပြီးတော့ဒီရတိုင်းဒီလိုမျိုးအခွန်လေးချွတ်ပေးရတယ်နော်။ဒီကတော့ကျန်အောင်မလို့။ခွန်လေးချွတ်ပြီးတော့အဲ့မြေပဲလေးကိုလည်းထောင်းပြီးထည့်အောင်မှာ။အဲ့ဒီမြေပဲထောင်းထည့်လို့ရှိရင်အရန်စိတ်မျိုးစားလို့ကောင်းတယ်။အမေကတော့လုံးဝသူ့မုန်းကားချက်တဲ့အချိန်မှာမခိုခဲ့ဘူး။ကလပ်ပဲမြေပဲသူ့ရဲ့ထည့်ရမယ်ပစ္စည်းတွေကိုအစုံထည့်ခဲ့တယ်ပေါ့နော်။ကျန်လည်းလှော်ပြီးသားမဝယ်ဘူး။အစိမ့်ကိုပဲဝယ်ပြီးတော့လှော်ခဲ့တာပေါ့နော်။ခေါ်တော့မလား။ ဆန်လေးကိုလည်းလက်တဆုပ်လောက်မှွေးနေအောင်လှော်ထားလိုက်ပါမယ်ဒီနေရာမှာဆန်မှုတ်လွယ်တကူဝယ်ပြီးသုံးလိုက်လေးရတယ်ဒါကတော့အိမ်မှာချက်စားတာဖြစ်တဲ့အတွက်အလုပ်နည်းနည်းရှုပ်ခံပြီးတော့ပို့ကောင်းအောင်ပေါ့နော်အဲ့လိုလေးပဲလှုပ်ရှားလိုက်ပါတယ်ဆန်လေးကိုမှွေးနေအောင်လှော်လှော်ပြီးရတဲ့ခါကျတော့ညက်နေအောင်ထောင်းလိုက်တယ်ပေါ့နော်အဲ့အဲ့နေရာမှာမတူးဖို့တော့လိုပါတယ်တူးသွားရင်တော့ဟင်အိုးအရသာပြတ်ပါမယ်အခုစီစားတတ်ပါတော့မယ်စက်တုံးကြီးကိုထည့်မယ်စီတတ်မယ်ပြီးရင်ဂျင်းစပလင်းထည့်ပြီးတော့စီတတ်မယ် မွေးလာပြီဆိုလို့ရှင်တော့ယူပြီးအစိမ့်မုံကိုထည့်ပြီးတော့ပါတခါရဲ့အရောင်လေးလှအောင်လို့စီတက်လိုက်ပါမယ်အဓိကကအဲ့လိုစီတက်တဲ့နေရာမှာစိတ်ရှိရှိနေပေါ့နော်ကျက်ပြီးတော့မွေးမြောင်စီတက်ဖို့လိုတာပါပြီးရင်တော့ဆောင်းနှွှင်ထားတဲ့ငါးရီပါထည့်ပြီးတော့တခါမွေးလာတဲ့အထိပေါ့နော်စီတက်ပြီးပါပါမယ်အဲ့ဒီမှာငါးကိုဒီစရာစီမတက်ဘူးဆိုလို့ရှင်ငှက်ညီစော်နံပြီးတော့စားလို့မကောင်းပါဘူးဒါပေမဲ့လိမ့်မုံတော့တိတိချာချာပြုတ်ထားတဲ့အတွက်ကြောင့်မို့ဟိုညှီဖို့ဆိုတာတော့လုံးဝ မဖြစ်နိုင်တော့ဘူးပေါ့နော် စွမ်းနာငားထွေနာတွေကငရိုးလေးတွေကိုလည်းနှမျောတယ်ပေါ့နော်အဲရောင်းနှန်းဆိုတော့ငားတွေကအများကြီးဆိုငရိုးတွေအများကြီးရတယ်အဲ့ငရိုးတွေကိုထောင်းထောင်းထောင်းပြီးတော့အဲစကားလေးနဲ့စစ်ပြီးအဲ့ငရိုးပြုတ်ရည်လေးကိုပဲလေဒီအိုးတဲ့ကိုထည့်ချက်လို့ရှင်အရန်ပို့ပြီးချိုတာပေါ့နော်အခုစွမ်းနာရင်ရိုးတည်ထားရတဲ့ကိုငရိုးပြုတ်ရည်ထည့်တယ်ပြီးရင်ငားပြုတ်ထားတယ်ဒီငံပြားရည်တွေကိုထည့်တယ်ပေါ့နော်အဲ့ထည့်ပြီးရတဲ့ခါမှာအဲ့ဒါကိုဘွမ်းဘွမ်းစုတဲ့အထိကိုတည်ရပါမယ် ပြီးရင်ဆောနာလှော်ပြီးထောင်းထားတဲ့ဆမ်မုတ်လေးတွေကိုရေဖြော်မယ်ရေဖြော်ပြီးအခါကျမှဆောနာ ပြုတ်ထားတဲ့ကလဘဲလေးကိုလေတခါချေလိုက်မယ်ပေါ့နော်ကိုနီကိုဟန်နဲ့ကြိုက်တယ်လို့ချေလိုက်ပေါ့ချေပြီးသွားပြီဆိုရင်ဆောနာပုံမွှန်းစုပြီးဆိုတော့မှဆမ်မုတ်ထည့်မယ်ချေထားတဲ့ကလဘဲမြေပဲအစရှိတာတွေကိုတစ်ခုချင်းစီထည့်ပါမယ် အဲ့တော့မွေးငားမှာလေအဓိကလေအခုထည့်ပြီးရဲ့ ingredient တွေထည့်ပြီးပြီလို့ခဏလေးချက်လို့မရအောင်အဲ့ဒီ ingredient တွေကပေါက်ပွက်စုပြီးတော့မှတခါရဲအကုန်လုံးပျော်ဝင်နေမှတကယ်ကိုစားကောင်းတာပါချက်ချင်းဒါကလည်းပိုက်ထားတယ် မောင်ငါဟီကကြကြဒေတာဖြစ်တဲ့အတွက်ကြောင့်ငပြောပင်နဲ့ချက်သွန်ဒီကိုနောက်ဆုံးမထည့်ပါမယ်ဒီမှာပြောသလိုလေလိုက်ချက်ကြည့်မယ်ဆိုရင် ကောင်းစီရမယ်လို့အာမခံပါတယ်ပြီးတော့ကိုစားခြင်းနဲ့ကြက်ဥဘဲဥအစားရှိသဖြင့်ထည့်လို့ရပါတယ် အင်းမောင်ကနဲ့တွေ့စားဖို့ဘရားကျော်နဲ့ငဖယ်လေးကိုကြောလိုက်ပါမယ်။ဒီနေ့လေးစားပြခြင်းပေးမယ်။ခလေးချောင်းသွားကြူရမှာမလို့မောမစားပြတော့ဘူးနော်။အဆုံးထိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့မယ်။အားလုံးပဲတတ။